လောကီရဲ့တတ်မှတ်ခြင်းလောဘနဲ့ဆိုင်တဲ့အရာတွေဝန်းနေနေတဲ့သူတစ်မျိုးရှိသလိုနောက်ထပ်တစ်မျိုးကတော့ဖိယသခင်အလိုတော်ထဲမှာသွာလာဖို့ရန်အတွက်မျက်ရည်ကျခြင်းဆိုတဲ့အရာကိုလည်းပြောနေခြင်းဖြစ်တယ်။ဒါဆိုရင်ဖိယသခင်ကကျမတို့ကိုဘာအတွက်ဝန်းနေခိုင်းတာလဲ။ဘာအတွက်မျက်ရည်ကျခိုင်းတာလဲ။ဘာအတွက်ကျမတို့ကိုနှလုံးသားထဲမှာကြေကွဲခိုင်းတာလဲ။ရှိတယ်။အဲ့ဒါကဘာအတွက်လဲဆိုတော့ကျမတို့ဒူးဆိုင်တွေထဲမှာသွာလာခြင်းနဲ့အဲ့ဒီဒူးဆိုင်ထဲမှာပျော်မွေ့ပြီးတော့မှဖိယ ခင်နဲ့ပတ်သက်လာရင်ခံစားချက်မရှိတော့တာဘုရားသခင်နဲ့ပတ်သက်လာပြီဆိုရင်တခုခုဒူးစရိုက်လှုပ်လိုက်ရင်တော့မှနောင်တစိတ်မရှိတော့တဲ့အခြေအနေဆိုတာရှိတယ်ဒါကြောင့်ဒီနေ့ဘုရားသခင်ကကျမတို့ကိုတတိပေးနေတဲ့အရာတစ်ခုကဘုရားသခင်နဲ့ပတ်သက်လာရင်မငိုခဲ့တာဘလောက်ကြာပြီလဲဘုရားသခင်နဲ့ပတ်သက်လာရင်စိတ်အားကြီးခြင်းယော့ခဲ့တာဘလောက်ကြာပြီလဲဘုရားသခင်ရဲ့အလိုတော်နဲ့ပတ်သက်လာလို့ရှင်ရဲ့ ကျွန်တော်တို့နှလုံးသားထဲမှာချုပ်တီးခဲ့တာဘလောက်တောင်ကြာခဲ့ပြီလဲဆိုတာအကြောင်းလဲဆိုကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့နောင်တဆိုတဲ့အရာမရတဲ့ဖြင့်ဖျားသခင်ကကျွန်တော်ကိုကယ်တင်ပေးလို့မရတခါတည်းကျွန်တော်တို့ကနောင်တဘာဖြစ်လို့ရမှာလဲငါကအသက်ရဖို့လူဖြစ်လာတာမဟုတ်ဘူးတို့ငါကောငါပိုင်တယ်တို့ငါစိတ်ကြိုက်ငါအသက်ရှင်လိုက်တော့မယ်ဆိုတဲ့နှလုံးသားထိုစိတ်တဘောရှိသွားပြီဆိုရင်ကျွန်တော်တို့အသက်တာထဲမှာဖျားအလုံးလုံးလို့မရတော့ အသိကြောက်ဖို့ကောင်းတယ်အဲ့တော့အလိုတော်နဲ့ညီသောဝန်내ခြင်းဟာနောင်တဖြစ်တယ်အင်္ဂလိပ်လိုဆို repent greek လိုဆိုလို့ရှိရင် metanoia matter ဆိုတဲ့အဓိပ္ပာယ်ကပြောင်းလဲခြင်းနောက်ပြန်လှည့်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ knower ဆိုတဲ့အဓိပ္ပာယ်ကအတွေးအခေါ်စိတ်နှလုံးကိုပြောခြင်းဖြစ်ပါတယ်။ဒါကြောင့်လူတစ်ယောက်ကနောင်တရတယ်လို့ပြောပြီးဆိုလို့ရှိရင် तू ကအကျင့်မပြောင်းခင်အတွေးခေါ်ပြောင်းတယ်။ကျမတို့ရဲ့စိတ်နှလုံးဖျားစီကိုပြန်လှည့်ဖို့ရန်အတွက်ဆုံးပြချက်ချလိုက်ခြင်းကိုနောင်တရတယ်လို့ခေါ်တယ်။တချို့တချို့သောသူတွေကနောင်တရတယ်လို့ပြောပေမဲ့လုတ်ပြီးသားဒူးဆိုင်ကိုထပ်ခါတလဲလဲပြန်ပြီးတော့မှဖျားသခင်အရှိမလူအရှိမလုံနေခြင်းကစစ်မှန်တဲ့နောင်တ သူ့ရဲ့အထဲထဲမှာမရှိသေးလို့ဖြစ်ပါတယ်ဒီမထနောယာရဲ့အတိတ်ဘယ်ကစိတ်နှလုံးအတွေးခေါ်ပြောင်းလဲခြင်းသို့မဟုတ်လမ်းကြောင်းပြောင်းခြင်းဆိုတဲ့အတိတ်ဘယ်ရပါတယ်ယေရှုခရစ်တော်ရဲ့မေတ္တာတော်ကိုမသိခဲ့တဲ့သူတွေကယေရှုကိုယုံကြည်လက်ခံပြီးတဲ့အခါမှာအရင်တုန်းကပုံစံအတိုင်းအရင်တုန်းကကိုးကွယ်ခြင်းပုံစံအတိုင်းသူတို့အသက်မရှင်မဲနဲ့လမ်းကြောင်းပြောင်းလာတယ်အရင်တော့ကလုံနေကြဒူးဆိုက်အတိုင်းမလုံတော့ဘဲနဲ့တကယ်စစ်မဲ့နဲ့နောင်တရတဲ့သူကလမ်းကြောင်းပြောင်းလာတယ်ဒါဆိုရင် ရရင်ဖြစ်ပါတယ်လို့ကိုကိုကိုဝန်ခံပြီးတဲ့နောက်ပိုင်းမှာတင်းရဲ့အတ္တဟာတမန်တော်ရဲ့လမ်းကြောင်းပေါ်ကိုမရောက်လာသေးဘူးဆိုရင်စစ်မှန်တဲ့နောင်တာတင်းတတ်တာတွေမှာမရှိသေးလို့ပဲ ဖះရှိမှာငါဟန်ဆောင်လို့မရဘူးဖះရှိမှာငါဝါကြွားလို့မရဖះရှိမှာငါမောက်မာလို့မရဖះရှိမှာငါမန်တက်လို့မရဖះကိုငါလှည့်စားလို့မရဘူးဆိုတဲ့အရာကိုဒါဝိကောင်းကောင်းသိသွားအလိုတော်နဲ့ညီတဲ့ငိုခြင်းကိုစငိုတက်လာဖះရဲ့အရှိမှာသူ့ရဲ့ဒူးဆိုင်အပြစ်အတွက်မျက်ရည်ကျတက်လာဖះသူ့ကိုကောင်းချီးပေးခဲ့တဲ့အရာတွေကို तू တန်ဖိုးမထားခဲ့ဘူးဆိုတဲ့နောင်တဆိုတဲ့မျက်ရည်တွေစပြီးတော့ကျတက်လာတာဖြစ်တယ်ဒါလေးကိုသတိရစေချင်တယ်ကိုယ့်ရဲ့မိသားစုထဲမှာကိုယ့်ရဲ့အသက်တာထဲမှာတစုံတစ်ခုဖယိုဖယဲဖြစ်နေတယ်ဆိုရင်အများရန်သတိရပါ spiritual နဲ့ directly related ဖြစ်နေတယ်။ဝိညာဉ်ကြီးကလည်းတိုက်ရိုက်အချိုးကျနေဆက်နွယ်မှုရှိတယ်။ဒါကြောင့်မိသားစုထဲမှာဖြစ်ပျက်နေတဲ့ဝမ်းနည်းစရာကောင်းတဲ့အရာ၊တုံ့လောက်စရာကောင်းတဲ့အရာ၊အရှက်ကွဲတဲ့အရာ၊နားခါစရာကောင်းတဲ့အရာတွေအားလုံးကဘယ်အထဲမှာသွားပြီးတော့ချိတ်ဆက်မှုရှိနေလဲ။ဝိညာဉ်ကြီးရကိုပြုတ်ပြင်ရမယ်ဆိုတဲ့အရာကိုကျမတို့ကိုဘုရားသခင်ကဖွင့်ပြနေတာဖြစ်တယ်။ဒါနဲ့ဒါဝိစပြီးတော့ငိုးပြီး ကိုရောကျွန်တော်ကိုမျက်မှောက်တော်ထဲကမနှင်ထုတ်ပါနဲ့ကိုရရဲ့တရှင်သောဝိညာဉ်တော်ကိုကျွန်တော်ရဲ့ထဲထဲမှာပေးပါဘာလို့ဆိုအဲ့ဒီချိန်တုန်းကယေရှုခရစ်တော်မစင်းကြွလာသေးတဲ့အတွက်ကြောင့်တရှင်သောဝိညာဉ်တော်ကလူတွေရဲ့အထဲမှာအမြဲတမ်းမနေဘူးအဲ့ဒီလူကဒူးဆိုင်လုံးသူကထွက်သွားရောတို့တော့အခုယေရှုခရစ်တော်ရဲ့အပြည့်ခွင့်လွတ်ခြင်းအပြည့်ကျွန်တော်တို့အထဲထဲမှာဝိညာဉ်တော်ဘုရားကနေပေးတာဖြစ်တယ်တို့တော့ဝိညာဉ်တော်ဘုရားအထဲထဲမှာနေရတဲ့အတိုင်းဒီခန္ဓာကိုယ်ကြီးကိုဘာဖြစ်လို့ပြည်စားအဖြစ်ကျွန်တော်တို့အသုံးပြုမလဲဒူးဆိုင်လက်ထဲကိုကျွန်တော်တို့ဘာဖြစ်လို့အမ်းမလဲစံစာထဲမှာဒီလိုပြောထားတယ်မင်းတို့ရဲ့ကိုယ်ခန္ဓာဟာတဲ့ခရစ်တော်ရဲ့အင်္ဂါဖြစ်တဲ့အတွက်ကြောင့်မလို့ခရစ်တော်ရဲ့ အင်္ဂါကိုဘာဖြစ်လို့ဒူးဆိုင်လှုပ်ဖို့ရန်အတွက်မင်းတို့အသုံးပြုကြတယ်လေဒါဝိဒ်ကအရန်ဝမ်းနေပြီးတော့သူပြောကျွန်တော်ကိုစွန့်ပြေးမသွားပါနဲ့စာလံ30နဲ့3ကနေ4မှာလဲဒါဝိဒ်ဒီလိုရေးထားတယ်ငါသည်အပြစ်ကိုမဖော်ပြပဲနေစဉ်အခါတစ်နေ့လုံးညှီးတွားသောအပြင်ငါအယိုးတို့သည်ဆွေးမြေ့ခြင်းတို့ရောက်ကြ၏နေညာမပြတ်ကိုတော်ဤလက်သည်ကျွန်တော်အပေါ်မှာလေး၍အကျွန်ုပ်ဤချွေး၍သည် နေကာလ၌တွေးချောက်ခြင်းကဲ့သို့ဖြစ်ပါ၏တည့်ရအတ္တတဲမှာဒူးဆိုင်နဲ့ပတ်သက်ပြီးတော့မှလောက်ဆောင်ပြီးနောင်တမရဘဲနဲ့ ညရေခိုင်ခဲ့တာဘလောက်ကြာပြီလဲဒါမှမဟုတ်ကျွန်တော်ဘာအဖြစ်မှမလုပ်ဘူးကျွန်တော်မှန်တယ်ဒါပေမဲ့ဖရာသခင်နဲ့ပတ်သက်လာလို့ရှိရင်မျက်မှောက်တော်ထဲမှာဖရာရဲ့မြေတားတော်ကိုအလွန်အကျွံတကယ်ကိုထိထိမိမိနဲ့ခံစားရပြီးတော့ဖရာအရှိမမငိုကြွေးခဲ့တာဘလောက်ကြာပြီလဲပြောက်ဆုံးသောဝိညာဉ်တွေအတွက်ဘာခံစားချက်မှမရှိဘဲနဲ့မျက်ရည်ခိုင်ခဲ့တာဘလောက်ကြာပြီလဲတင့်မျက်ရည်ကဘာအတွက်လဲကောင်မလေးနဲ့ကွဲသွားလို့ငိုရမယ့်မျက်ရည်တွေလား ငွေကြီးဆုံးရှုံးသွားလို့အလိန်ခံရလို့အဲ့ကြမှာငုံမဲ့မျက်ရည်လားတင်းရဲ့မျက်ရည်ကိုဘယ်အတွက်တင်အသုံးပြုမှလဲကျမတို့ရဲ့မျက်ရည်ဟာအလိုတော်နဲ့ညီတဲ့မျက်ရည်တွေဖြစ်ဖို့အရေးကြီးတယ်ဖခင်အတွက်ပဲကျမတို့မျက်ရည်ကြမှာပျောက်ဆုံးသောဝိညာဉ်တွေအတွက်ကျမတို့မျက်ရည်ကြမှာဖြစ်တာဒီလောကနဲ့ဆိုင်တဲ့ကာမဂုဏ်အတွက်ဟိုကျမတို့ဘယ်သူမှမချစ်ဘူးတို့ကျမတို့ဘယ်သူမှတန်ဖိုးမထားအဲ့ဒါတွေအတွက်ကျမတို့ကမျက်ရည်ကြစရာအကြောင်းမရှိဘူးကျမတို့မျက်ရည်ကြမယ့်အရာကသာဝရနဲ့ဆိုင်တဲ့အရာတွေကျမတို့မျက်ရည်ကြမှာဖြစ်တယ်နှစ်ကော90ကိုကျမတို့ပြန်ဖတ်ရအောင်ဖခင်သခင်ကြီးအလိုတော်နဲ့ညီတော်ဝမ်းနေခြင်းတည်း get in genesis though now does it.